ချိန်ရတဲ့အနည်းပညာညီကောင်မောင်နှမတွေဆုံလင်းစွာတက်ရောက်ခဲ့ပြီး romantic ဆက်ဆံခြင်းပါခဲ့တဲ့တရားစာပိုင်းတကုန်းနဲ့မလင်းမြဖူးလို့ရဲ့မင်္ဂလာညစာစာပွဲခမ်းတာမင်္ဂလာပါပရိသတ်ကြည့်ရှင်နိုင်ငံကျော်တရားစောင့်တရားဖြစ်တယ်လို့မော်လယ်တရားလည်းဖြစ်တဲ့တရားစောင့်ပိုင်းတကုန်းကတော့ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကချိန်ရတဲ့ချစ်သူလေးဖြစ်တဲ့မလင်းမြဖူးနဲ့မင်္ဂလာအခမ်းပွဲအခမ်းအနားကိုကြည်ကြည်ကြဲကြဲခန်းခန်းနာနာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် မနေ့ကဇွန်လ18ရက်နေ့ညပိုင်းမှာဆိုရင်လေတရုတ်စာပိုင်တကွန်နဲ့ဇနီးဖြစ်သူမလင်းမြဖူးတို့ရဲ့မင်္ဂလာညစာစားပွဲအခမ်းအနားလေးကိုချစ်ခင်ရတဲ့ညီကိုမောင်နှမတွေနဲ့ရိုမန်တစ်ဆန်ဆန်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတရုတ်စာပိုင်တကွန်ကဇနီးဖြစ်သူအတွက်ဒင်နာပွဲမှာဝေဖို့အတွက်မင်္ဂလာဝတ်ဆောင်ကိုတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်္ဂလာဝတ်ဆောင်ဆိုင်ကနေမှာယူခဲ့တာဖြစ်ပြီးဇနီးဖြစ်သူကို Disney Princess လေးတပါးလို့ပွဲထွက်စေခဲ့တာလည်းဖြစ်ပါတယ် ခန်းနာပြင်ဆင်မှုကိုလည်းနိုင်ငံကျော်တရားဥပဒေဝန်မှုရွှေရီတို့မင်္ဂလာပွဲမှာပြင်ဆင်ပေးခဲ့တဲ့စာပေတစ်ခုကိုသာအပ်ခဲ့တာဖြစ်ပြီးရန်ကုန်မြို့ Lotte Hotel မှာမင်္ဂလာညစာစာပွဲအခမ်းအနားကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်အဆိုပါပွဲအခမ်းအနားအတွင်းမှာတော့ဝစ်စုံများစွာလဲလဲဝစ်စင်ခဲ့ပြီး Disney ကတ်တုန်းတွေကမင်းသားမင်းသမီးဇက်ကောင်လေးတွေအတိုင်းကပြခဲ့ကြသေးတာလည်းဖြစ်ပါတယ်။ တာမန်ပွဲတွေနဲ့မတူပဲပုံမဆန်းတဲ့တဲ့ပုံစံမျိုးနဲ့ကျင်းပခဲ့တယ်။တရုတ်ဆောင်ပိုင်တကွန်နဲ့မလင်းမြဖူတို့ရဲ့ဒင်နာညစာစားပွဲလေးကိုပရိသတ်ကြီးရဲ့အတွက်အခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါရရှင်။